ကိုမော်တာဆိုတဲ့ဘယ်ရီယာဓာတ်ပုံမဂဇင်းဌာနတစ်ခုရဲ့မန်နေဂျာတယောက်ဖြစ်ပါတယ်။အလုပ်လဲစူးစမ်းပြီးတော့ UAE နေတဲ့လို့သူ crash ဖြစ်တဲ့အေးစင်ကိုတောင်း online ကနေတွားဟိုင်းမို့တော်လေးတူနေပါတယ်။ကိုမော်တာရဲ့အချင်းတစ်ခုကတော့အမြဲတမ်းစိတ်လွင်စိတ်ကူးရင်းနေတတ်တာပါ။တရားဝင်နဲ့စကားပြောနေရင်ဒါမှမဟုတ်တစ်ခုလုပ်နေရင်သူ့ဟာသူစိတ်ကူးထဲမှာဇာတ်လမ်းတွေရိုက်ပြီးတော့သူကပဲလူစားနောင်ဖြစ်နေတတ်ပါတယ်။အခုလဲဖုံပြောနေတဲ့အဆောက်အုံတစ်ခုတည်းကခွေးကို Superman လို့တွားပြီးတော့ကဲဆိုပြီးတော့စိတ်ကူးရင်းမြန်ပါတယ်။စိတ်ကူးရင်းနေတော့မှလည်းဒရီလွတ်လွတ်သွားတဲ့လူတခြားသူတွေခေါ်ရင်တောင်းနေမှကြားရတော့ပါဘူး။ဒီလိုနဲ့ပုံမှန်အတိုင်းလှုပ်ထဏာကိုလာတော့ညီမဖြစ်တဲ့မာယာကိုတွေ့လိုက်ရပါတယ်။ဒီနေ့ကကိုမော်တာဝင်နေဖြစ်တာမဟုတ်လို့မာယာကကိတ်လာပေးနေငွေနဲ့ကွန်ပျူတာပဲဖြစ် ြစ်ပါတယ်။ကွန်ပျူတာလေးကျေးဇူးတင်ကြောင်းပြောပြီးတော့အလုပ်ကိုဆက်သွားပါတယ်။ကျွန်တော်တို့ဌာနကိုတခြားကုမ္ပဏီကပိုင်သွားပြီမို့ဒီလမဂ္ဂဇင်းထုတ်ရမယ့်နောက်ဆုံးလဖြစ်သွားမယ်သိလဲရပါတယ်။နောက်တော့လောဖို့ကိုင်းမဲ့ဒီနေ့တွေ့ပြီးမယ်ခဏလောက်စိတ်ကူးရင်မြင်နေတဲ့3လလွတ်ဖြစ်သွားပြန်ပါတယ်။ကွန်ပျူတာအကြောင်းကိုသိနေတဲ့လူတော်များများကလည်းစိတ်ကူးရင်သမားဆိုပြီးတော့လောင်ပြောင်ခေါ်တဲ့ကြပါသည်။လောက်ခရောက်တော့နောက်ဆုံးမဂ္ဂဇင်းမှာတုံမိုးတဲ့ဒီမနက်လေးရင်ပုံနဲ့15ပုံရောက်လာတယ်ဆိုတာကိုလက်ထောက်ကပြောပြတယ်။ဒီပုံတွေကစွန်စားခီးသွားရင်တဲ့ပုံရိုက်တဲ့ကိုတန်ချောင်းကပို့လိုက်တာပါ။ကိုတန်ချောင်းကကွန်ပျူတာနဲ့လည်းရင်းနေတာမလို့မွေးနေ့ဆောင်မှာပို့ပြလိုက်လို့ဖွင့်ကြည့်လိုက်တော့ပိုက်ဆံရဲ့အသေးလေးတစ်ခုဖြစ်နေပါတယ်။ကြားလာတဲ့ပုံတွေကိုစုလိုက်တဲ့အခါမှာတော့24ပုံပဲရှိပြီးတော့နောက်ဆုံးတစ်ပုံကပြောင်းနေ ပါတယ်ဖြစ်ချင်တော့ကိုတန်ချောင်းကနောက်ဆုံးပုံပေါ်မဂ္ဂဇင်းမျက်နှာပုံမှထားပြီးဦးမှာသွားလို့ကွန်တက်သွားပါပြီ။ရုံကားထွက်လာတော့ crap ဖြစ်တဲ့အေးစင်ကိုတွေ့သွားလို့သွားနှုတ်ဆက်ပါတယ်။အေးစင်ကလည်းဒီတက်ပုံမဂ္ဂဇင်းဌာနမှာပဲအလုပ်လုပ်နေတာပါ။ကိုမော်တာကအေးစင်ကြီးကနေကိုတန်ချောင်းလေးစာတောင်းနေ။ဒါပေမဲ့ကိုတန်ချောင်းကဖုန်းလေးပါလေးလည်းမတုံးတဲ့ပြင်အမြဲတမ်းစွန်စားသွားလာနေရမလို့နေရာအထိကြာလဲမရှိမှန်းသိလိုက်ရပါတယ်။နောက်တော့ကိုမော်တာတယောက်ကိုတန်ချောင်းကိုရှာဖို့ဆုံးဖြတ်လိုက်ပြီးတော့တက်ပုံ24ပုံကိုအသေးစိတ်ပြန်ကြည့်ပါတယ်။ခဏနေအိမ်ပြန်လာတော့ညီမဖြစ်သူမာယာကမွေးလေးလက်ဆောင်ဆိုပြီးတော့အယုတ်တယုတ်ပြေးပါတယ်။မာသားကြီးနဲ့လည်းစကားပြောနေရုံမှာအလောက်ကဖုန်းလမ်းခေါ်လို့ပြန်လာရပါတယ်။အဲဒီမှာအေးစင်နဲ့စကားပြောပြကြပြီးတော့အေးစင်ကသားဖြစ်သူရှစ်တိုးကိုသွားကြွရမယ်ဆို ော့ကွန်ပျူတာလေးလိုက်လာပါတယ်။ဝရောက်တော့ကွန်ပျူတာကရှီတိုစကိတ်ကိုယူပြီးတော့တစ်ခွက်ပြနောက်ခွက်ပြရင်းနဲ့ရင်းနှီးသွားပါတယ်။အိစိန်ကလည်းယောက်ျားနဲ့ကွာရှင်းထားပြီးတော့စင်ငယ်မသားလုံနေတာပါ။နောက်တော့အိစိန်ကကိုတန်ကြောင့် Greenland မှာရှိနေရဆိုပြီးတော့သတင်းကြားလို့ကွန်ပျူတာကိုပြောပြတယ်။ပြီးတော့တပ်ပုံထဲမှာရေးထားတဲ့ကုန်နံပါတ်ကလည်း Greenland မှာရှိတဲ့တင်မော်တီရဲ့ကုန်နံပါတ်ဖြစ်နေပါတယ်။ဒီလိုနဲ့ကွန်ပျူတာတယောက်ကိုတန်ကြောင့်ရှာဖို့အတွက် Greenland ကိုလည်းရင်စီပြီးတော့လာပါတယ်။ဟိုရောက်တော့ရဲဆိုင်တစ်ဆိုင်ဝင်ပြီးတော့ကိုတန်ကြောင့်အကြောင်းကိုစုံစမ်းပါတယ်။ကိုတန်ကြောင့်ကတိတ်မကြခင်ကပဲရဟန်းနဲ့ထွက်ခွာသွားတဲ့ဆိုတာကိုသိလိုက်ရပါတယ်။ခဏနေရောဆိုင်ထဲကလူတယောက်ကမိုးပြီးတော့ကွန်ပျူတာကိုလာမဲ့ပါတယ်။အဲ့ဒီချိန်မူနေတဲ့လူရဲ့လက်မကိုကြည့်လိုက်တော့ကိုတန်ကြောင့်ပေးထားတဲ့ပုံတွေကလက်မနဲ့တူနေရ ဝတိထားမိသွားပါတယ်။အဲလူကကိုအာကြီးပြပြီးတော့ရဟင်မောင်းနေတူပါ။ပြီးတော့ခဏနေရင်ရေဒီယိုပိုင်းစားတချို့ရဟင်မောင်းတဲပြီးတော့တင်မောမှာတော့ချပေးရမှာပါ။ကမော်တာကလည်းကိုတညာကိုရှာဖို့ရဟင်စီလာချင်းမိမဲ့ကိုအာကြီးမုန်းနေလို့တိတ်မလာရေးဖြစ်နေပါတယ်။ခဏနေကိုအာကြီးကရဟင်ဆန်နိုးတဲ့အချိန်မှာကမော်တာလည်းထုံးစံတိုင်းစိတ်ကူးရင်ပြန်ပါတယ်။စိတ်ကူးထဲမှာတော့အိတ်စိန်သချင်းစုပြနေရလို့မြင်လာပြီးတော့အားရရှိသွားတော့ကိုအာကြီးရဟင်မောင်းကိုတက်လိုက်ပါတယ်။ကိုတညာစီခဲ့တဲ့တင်မောနာကိုရောက်တော့ကိုအာကြီးကကုန်ချခိုင်းပါတယ်။ဒါပေမဲ့ကိုမော်တာကပုတ်လေအသေးရှိတဲ့ဘက်ကိုမကုန်ချဘဲနဲ့တခြားဘက်ကကုန်ချလိုက်တာရေးတွေကိုကြာသွားပါတယ်။ဒါအပြင်ငမန်းတကောင်လာလို့မနေရုံခံရပြန်ပါတယ်။ကန်ကောင်းလို့ပုတ်လေသမားတွေအမိကယ်လိုက်နိုင်တာကြောင့် မန်းရငါလွတ်သွားပါတယ်တင်မောဘောရောက်တော့လူတယောက်ကကိမ့်မုံကြီးပါတယ်ဖြစ်ချင်းတော့အဲ့ဒီကိတ်ကကိုတန်ချောင်းပြေးခဲ့တာဖြစ်ပြီးတော့ကိမ့်မုံဆာရဲပေါ်မှာတက်ပုံလိုက်ရမယ့်နေရာတွေကိုရေးထားတာတွေ့လိုက်ရပါတယ်အဲ့ဒီကနေကိုတန်ချောင်းအိုက်စ်လန်မှာရှိတဲ့မီတောင်တနေရာကိုသွားနေတယ်ဆိုတာကိုကြီးအားခံမိသွားတယ်မနေ့မှာတော့အိုက်စ်လန်ကိုရောက်တော့စပိန်နင်းပြီးတော့မီတောင်နေရာကိုသွားပါတယ်ကန်ဆိုချင်းတော့စပိန်မှာပြီးတော့နင်းလို့လည်းမရပြန်တော့ပါဘူးဒါပေမဲ့လမ်းမလျှော့ဘဲနဲ့လမ်းဆိုင်ချောက်တော့စကိတ်စီးနေတဲ့ကလေးတအုံနဲ့တွေ့ပါတော့တယ်အဲ့ဒါနဲ့ကိုမော်တာကသူညီမပေးခဲ့တဲ့အယုံနဲ့စကိတ်ကိုလဲမယ်ဆိုပြီးတော့ကလေးရင်နဲ့အပေးယူလုပ်ပါတယ်ကလေးကလက်ခံလိုက်တော့စကိတ်စီးနေတဲ့မီတောင်နာကိုသွားပါတယ်ဒါပေမဲ့မီတောင်နာရောက်တော့လူတွေကိုတောင်မတွေ့ရတော့ဘဲနဲ့အချက်ပေးတဲ့တစ်ခုကိုပါကြားလိုက်ရပါတယ် ယ်။ခဏနေတော့လူတယောက်ကကားနဲ့ရောက်လာပြီးတော့မီးတောင်ပေါက်ကွဲတော့မှာမို့လို့ကားပေါ်တက်ဖို့ကွန်မတာကိုခေါ်လိုက်ပါတယ်။ ကမ္ဘောဒါကကားပေါ်တက်စီးတဲ့အချိန်ရိုင်းမော်ကနေမိတောင်ကိုတက်ပုံရိုက်နေတဲ့ကုသန်းချောင်းကိုတွေ့သွားပါတယ်။ဒါပေမဲ့အလံဝေးရာကြောင့်ဘလို့မှခေါ်လို့အဆင်မပြေပါဘူး။ခဏနေဖုံးဝင်လာပြီးတော့နောက်ဆုံးတက်ပုံမရှိလို့ကမ္ဘောဒါအလုပ်ဖြုတ်ခံလိုက်ရပြီဆိုတာကိုသိလိုက်ရတယ်။အဲ့ဒါနဲ့ Iceland ကနေပြန်လာပြီးတော့ပုံရဖို့ကုသန်းချောင်းကိုရှာနေရအောင်ရှင်းပြပေးမယ်။အထက်ကလက်မခံပါဘူး။ဒါအပြင်အေးစိန်ကပါအလုပ်ဖြုတ်သွားရဲဆိုတာကိုသိလိုက်ရလို့စိတ်မကောင်းဖြစ်ပြီးတော့အိမ်ကိုလိုက်သွားပါတယ်။အေးစိန်အိမ်ကိုရောက်တဲ့ချိန်မှာတော့အေးစိန်ရဲ့အိမ်ယောက်ျားရောက်နေရတာကိုတွေ့တော့ကမ္ဘောဒါကကြီးကိုင်းနဲ့ဝန်းနေသွားပါတယ်။ Iceland ကယူလာတဲ့ skate ကိုရွှေတိုးစီလက်ဆောင်ပေးဖို့စဉ်းစားထားလို့အိမ်ရှိမှာပဲတားခဲ့လိုက်ပါတယ်။အလုပ်လဲပြုတ်အသေးလဲကွဲလို့စိတ်ညစ်နေတဲ့အိမ်ပြန်ရောက်လာပါတယ်။ကုသန်းချောင်းလက်ဆောင်ပေးထားတဲ့ က်ဆိုင်အိတ်ကိုလည်းအမိုက်ပုံးနဲ့ပြစ်ထည့်လိုက်ပါတော့တယ်။နောက်တော့တက်ပုံးပုံးတွေ့လို့ကြည့်နေတော့အင်ရသူမသားကြီးစန်းနီယာပုံနဲ့ဒုနီယာကိုတီထားမိသွားပါတယ်။မသားကြီးကိုမေးတော့ကွန်ပျူတာမရှိတော့ကကိုတန်ချောင်းရောက်လာတယ်ဆိုတာကိုပြောပြပါတယ်။ပြီးတော့မသားကြီးကကိုတန်ချောင်းကင်မရာနဲ့ဒီပုံကိုရိုက်ခဲ့တာဖြစ်ပါတယ်။ကွန်ပျူတာကဘာလို့သူ့ကိုပြောမပြလဲဆိုပြီးတော့မေးပါတော့တယ်။မသားကြီးကလည်းသူပြောပြခဲ့ပေမဲ့ကိုဗော်တာကထုံးစံတိုင်းစိတ်လွင်ပြီးတော့စကူးရင်နေတယ်ဆိုတာကိုပြန်ပြောလိုက်ပါတယ်။ပြီးတော့ကိုတန်ချောင်းကအာဖဂန်နစ္စတန်ကတောင်ပေါ်တစ်ခုကိုသွားမယ်လို့လည်းမသားကြီးကပြောပါတယ်။အဲဒါနဲ့ကိုမော်တာလည်းကိုတန်ချောင်းနောက်ကိုလိုက်ဖို့ဆုံးဖြတ်ပြီးတော့လမ်းပြရဲ့အကူအညီနဲ့တောင်ပေါ်တက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှားပါမျိုးစိမ့်နှင်းချစ်စ်ကိုဓာတ်ပုံရိုက်ဖို့လုပ်နေတဲ့ကိုတန်ချောင်းနဲ့တွေ့သွားပါပြီ။ ီအဲ့ဒါနဲ့ကိုမော်တာလည်းနောက်ဆုံးပုံရှိတဲ့နေရာကိုမေးလိုက်ပါတော့ရယ်ကိုတန်ချောင်းကသူလက်ဆောင်ပေးလိုက်တဲ့အိတ်ထဲမှာထည့်ထားရဲဆိုတာကိုပြပြလိုက်တော့ကိုမော်တာကအတော်ကိုစိတ်ညစ်သွားပါတယ်ဒီလိုနဲ့ပြန်လာတော့နေမရဲစီမှာအဖမ်းခံလိုက်ရတယ်အမှန်တော့အာဖဂန်နစ္စတန်ကလုံလုံဆယ်မှာဝင်ဝင်ပိတ်ထားပေမဲ့ကိုမော်တာကတခြားလမ်းကနေတရားမဝင်ဝင်လာလို့ပါဒါမှလည်းခဏနေတော့အတိတ်တယောက်အမကန်နဲ့လာထုတ်ပေးလိုက်လို့ကိုမော်တာကလွတ်သွားပါတယ်အိမ်ပြောက်တော့မာသားကြီးကအမိုက်ပုံထဲမှာပိုက်ဆံရေးတွေ့လို့ဆိုပြီးတော့ပြန်ပြေးပါတယ်ကိုမော်တာလည်းပိုက်ဆံရေးတွေကခောက်ထားတဲ့ပုံကိုမကြည့်တော့ဘဲနဲ့ဌာနမှာသွားပေးလိုက်ရင်နဲ့ပြန်ထွက်လာပါတယ်ဌာနကလည်းတခြားကုမ္ပဏီကပိုင်သွားပြီဆိုတော့ဝန်ထမ်းတွေကလည်းအကုန်လုံးထွက်လိုက်ကြပါပြီတရက်တော့ကိုမော်တာကအေးစိန်ကိုလမ်းမှာတွေ့လို့အနောက်ကနေလိုက်ပြီးတော့ ော့စကားပြောရင်းနဲ့တခါလေးဖွင့်ပြလိုက်ပါတယ်။အေးစင်ကလည်းရွှေတို့ကစကိတ်ကိုကြိုက်ကြောင်းနဲ့အိနေကအမျိုးသားဟောင်းကရေကဲတက်တာပြက်လို့လာကူယုံတက်တက်ပဲဆိုတာကိုပြန်ရှင်းပြပါတယ်။နှစ်ယောက်တူတူလမ်းလျှောက်လာကြရင်းနဲ့ဌာနကနောက်ဆုံးထုတ်တဲ့မဂဇင်းဖုန်းကိုစတိုးဆန်ရှိမှမြင်လိုက်ရလို့အံ့ဩသွားပါတယ်။မဂဇင်းဖုန်းမှာတုံထားတဲ့ပုံကကွန်ပျူတာပုံပြပြီးတော့ကွန်ပျူတာစိတ်လွင်နေတဲ့စစ်ကူးရီနေတုန်းကကိုတန်ယောက်ရိုက်ထားတာဖြစ်ပါတယ်။အေးစင်လည်းခဏနေတော့ကွန်ပျူတာလက်ကိုကင်ပြီးတော့နှစ်ယောက်သားချစ်ချစ်တွေဖြစ်သွားကြရင်းနဲ့ဇလန်လေးလေးပြီးဆုံးသွားပါတော့တယ်။လူကြီးမင်းတို့လည်းတိုက်ပွဲမှာတောင်စိတ်ကူးရီနေမြင်တော့တေးမှဖြစ်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။